စိတ်ချမ်းသာမှုဆိုတာအမှန်တမ်းအရေးကြီးတယ်ပစ္စည်းဥစ္စာချမ်းသာတိုင်းစိတ်ချမ်းသာတယ်လို့မအောင်မေ့လိမ့်နဲ့ပစ္စည်းဥစ္စာချမ်းသာပြီးစိတ်ဆင်းရဲနေတဲ့ပုဂ္ဂိုလ်ဒီလောကမှာအများကြီးပဲပစ္စည်းချမ်းသာတာစိတ်ချမ်းသာတာနဲ့တခြားစီပဲเนาะလူတွေမှာပူမှုတွေနဲ့နေကြတယ်တောကเนาะစိတ်ချမ်းသာတဲ့လူကလည်းတောကတွေပိုးတယ်ပစ္စည်းဥစ္စာအတွက်တောကဖြစ်တယ်เนาะ ပစ္စည်းဥစ္စာအတွက်သောကဖြစ်တယ်။သာသမီရှိတဲ့ပုဂ္ဂိုလ်ကသာသမီအတွက်သောကဖြစ်ရတယ်။နော်။ကားရှိတဲ့ပုဂ္ဂိုလ်ကကားအတွက်သောကဖြစ်တယ်။တိုက်ရှိတဲ့ပုဂ္ဂိုလ်ကတိုက်အတွက်သောကဖြစ်တယ်။အလုံးဟာသောကလေးတွေနဲ့ပြင်နေကြတာ။အဲ့ဒီသောကဆိုတာဒေါမနတပဲ။ဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားမှုဝေဒနာတစ်ခုပဲပေါ့။အဲ့ဒါလည်းပဲအကုသိုလ်ပဲပေါ့။အေးဒါကြောင့်မလို့ တောကခင်းအောင်နေခြင်းလို့ရှင်မလိုရမလဲလို့ဆိုရင်ပြတ္တာမှုတွေကိုရှောင်ရတယ်ပြတ္တာမှုရှိလေလေတောကကြီးလေလေပြတ္တာမှုကြီးလေလေတောကကြီးလေလေပြတ္တာမှုရှိသူတိုင်းတောကရှိတယ်ရှောင်လဲလို့မရဘူးတစ်ပြင်ရှိရင်တည့်ရိပ်ရှိမှာပဲပေါ့ဘာဖြစ်လို့တော့ဆိုတော့တောကဆိုတာပြတ္တာမှုရဲ့အရေးပဲလေသူကပြတ္တာမှုကိုမဖြောက်ဖဲနဲ့တောကဆိုတာဖြောက်လို့မရဘူးတဲ့နော် စဉ်းစားကြည့်ပေါ့ဒီတဲ့ထင်ရှားတဲ့ဥပမာလေးတစ်ခုပြောမယ်ကိုကအိမ်တလုံးပိုင်ထားတယ်ဆိုပါစို့ဟောအဲ့ဒီအိမ်တလုံးပိုင်ထားတဲ့အခါဆောင်းရည်တို့၊လွေရည်တို့၊ဗမာပြည်မှာဒီဟာမိရခဏတည်းလောင်တတ်တယ်မဟုတ်လား